ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ငွေစုတာနဲ့ပတ်သက်လို့ဆက်ပြီးတော့ဝေမျှပေးချင်ပါတယ်ကျွန်တော်ရှေ့ပိုင်းနေမှာတော့ငွေဘာကြောင့်စုတင်လဲဘယ်လိုစုတင်လဲဘယ်လိုစုရမလဲစသဖြင့်ကျွန်တော်ပြောခဲ့တာရှိတယ်ပေါ့နော်ဒီဗီဒီယိုလေးမှာတော့ကျွန်တော်ကငွေစုပြီးဘာဆက်လုပ်မလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဝေမျှပေးတော့ပါမယ် ကျွန်တော်အများစုကငွေစုတယ်ဆိုလို့ရှိရင်စုယုံတသက်ပဲထားကြတယ်ပေါ့တချို့ဆိုလို့ရှိရင်ကိုယ့်ရဲ့မိဂတက်တာထဲမှာပဲထည့်ထားတယ်တချို့စုဘူးထဲမှာပဲထည့်ထားတယ်တချို့ဆိုရင်ရှိတယ်ကျွန်တော်မိတ်ဆွေတယောက်ဆိုပြောတာရှိတယ်သူရလာတဲ့ပတ်စံတွေသူကသူ့ရဲ့အန်ဆိုထဲမှာပဲထည့်ထားထည့်ထားတယ် မိုးတောင်တက်တယ်ဆိုထုတ်မကြည့်ဘူးဆိုတာဒါမျိုးကြီးလည်းရှိတယ်ပေါ့ကျွန်တော်တို့အများစုကအများဆုံးလောက်ဖြစ်နေအောင်မှာကိုရှိတဲ့စုထားတဲ့ငွေကိုဘန်ထဲမှာအပ်တာလောက်ပဲလုပ်ဖြစ်တယ်ဆေးဘာစာလူစာဆိုတဲ့စကားလေးရှိတယ်ငွေစုစုအရှုံးတော့မှာဆိုလိုတာတော့ဘာလဲဆိုလို့ရှိရင်ကိုရှိတဲ့ငွေကိုစုထားတဲ့ငွေဒီတိုင်းမထားမှဆိုကျွန်တော်နင်းထိုင်ရှုံးပါတယ်ဘာလို့လဲဆိုတော့ inflation လို့ခေါ်တဲ့ငွေကြေးဖောင်းပွားမှုကြောင့်ဖြစ်ပါတယ်ဒါမြန်မာပြည်မှာဆိုပိုတိတာတယ်ပေါ့နော်ဒီနှစ်ပိုင်းတွေမှာကျွန်တော်တို့ကငွေကြေးဖောင်းပွားမှုဘယ်လောက်ထိမြင့်တက်နေလာလဲဆိုတော့အားလုံးသိပဲခမန်းချက်တွေကတစ်နှစ်ကို15000ခန့်တော့ရှိတယ်ဆိုတော့ ကျွန်တော်ဒီဘက်ကဗမာအပ်ထတာကအမြင့်ဆုံးတို့ရတဲ့စင်းသည့်အငွေဆိုတော့ပေါ့ဒါကတော့900ရာခိုင်နှုန်းရတယ်ဆိုတော့ခုန95ရာခိုင်နှုန်းနဲ့ပြန်ချင်ကြည့်နေထိုင်600ရာခိုင်နှုန်းကိုရှုံးရတယ်အဲ့ဒါငွေကြေးဖောင်းဖောင်းမှုမြင့်လေကိုရတဲ့အတိုးနှုန်းကနိုင်လေကျွန်တော်တို့ရဲ့ငွေကြေးဆုံးရှုံးမှုတွေနောက်ငွေကြေးအငွေ့ပြန်မှုတွေကပို့ပြီးတော့မြင့်လေဆိုတော့ဒါ impedance tribute တွေကကောင်းပါလေကိုငွေနဲ့ကိုကျွန်တော်တို့နေထိုင်ရှုံးနေတာမျိုးပါငွေစုထားပြီဆိုလို့ရှိရင်ဒီငွေကိုငွေစီထားဖို့ထားဖို့ငွေရှင်ဖြစ်အောင်လုပ်ဖို့လို့ဆိုတော့ဒီငွေကိုတိုးပွားအောင်ပေါ့ ခိုင်းတတ်ဖို့လိုတယ်ခိုင်းတတ်ဖို့ဆိုတော့ကျွန်တော်တို့ကိုယ်ပိုင်စီးပွားရေးမှာ invest လုပ်မှာဒါမှမဟုတ်လည်းကျွန်တော်တို့ကတခြားဂျီနီမုံနံပါတ်တစ်ခုခုနောက် access တစ်ခုခုမှာထည့်တာမျိုးပေါ့နော်ကျွန်တော်လုပ်လို့ရတယ် investment လုပ်တဲ့ဆိုလို့ရှင်တော့ကိုတကယ်နားလေတဲ့ကိုတကယ်ကျွမ်းကျင်တဲ့နောက်ကိုလလန်းမိတဲ့ investment မျိုးတွေ access တွေ reach တတ်ဖို့လိုပါတယ်အဲ့မှာလည်းကျွန်တော်တို့ကဒီ investment နဲ့ဆိုင်တဲ့အသိတွေနောက် financial IQ တွေရည်ကြည်တယ်နောက်တစ်ခုကစိတ်ကံစားချက်နဲ့ပတ်သက်တဲ့ financial IQ ပေါ့နော်ဒါတွေရည်ကြည်တယ်ဒါတွေကိုကျွန်တော်တို့ကမှန်မှန်ကန်ကန်စီမံခန့်ခွဲနိုင်မှာဆိုလို့ရှင်တော့ကိုယ့်ရဲ့ကိုယ်ကိုတိုးပေါင်းအကောင်းဆုံးလုပ်လို့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်